တပွဲတဲ့ free kick ငကိုသွင်းခဲ့တဲ့ကစားသမားများမင်္ဂလာပါခင်ဗျာ soccer history ကနေကြိုဆိုပါရစေဒီ video ကို youtube ကနေကြည့်နေရဆိုရင် vpn လေးခံပြီးကြည့်ပေးကြပါတပွဲတဲ့ free kick ငကိုသွင်းမှုဆိုတာကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ free kick ဆိုတာတစ်ချိန်တော့ဝင်အောင်ကန်မှုလွယ်ကူတဲ့ကိစ္စမဟုတ်ခဲ့ပါဘူးမကြသေးခင်ကမှာချန်ပီယံလိရှုံးထွက်အဆင့်မှာမက်ဒရစ်ဘက်ကို decline rate တယောက် free kick ကနေတိုက်ရိုက်ကန်သွင်းပြီး goal ကိုသွင်းယူခဲ့ပါသေးတယ်။ဒီတော့ဘသူတွေတပွဲတဲ့ free kick ကနေ goal သွင်းယူခဲ့တယ်လဲဆိုတာကြည့်ရအောင်ပါ။1 decline rate ဒီဖြစ်ဖြစ်ကမကြသေးတဲ့ဖြစ်ဖြစ်ဆိုတော့ဒါနဲ့ပဲစလိုက်ကြရအောင်ပါမက်ဒရစ်ကိုအာဆင်နယ်ကိုဘလို့မှကြော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့အာဆင်နယ်ကဒါကိုတတ်တတ်ဆင်လွှဲအောင်တက်တည်ပြခဲ့ပါတယ်အာဆင်နယ်ရဲ့မက်ဒရစ်ကိုကြော်ဖြတ်နိုင်မှုမှာဒီကလိုင်းရိုက်ရဲ့ free kick နှစ်ခုကအရေးပါဆုံးနေရာမှာရှိနေခဲ့ပါတယ်မက်ဒရစ်နဲ့တွေ့တဲ့ပထမအကြော်အာဆင်နယ်အိမ်ဝင်မှာဒီကလိုင်းရိုက်ကပွဲချိန်58မိနစ်မှာမက်ဒရစ် area ထိန်းတာကရလာတဲ့ free kick ကိုမက်ဒရစ်ရဲ့နောက်ခံတိုင်းဘေးကနေဝေ့ဝိုက်ပြီးကန်သွင်းသွားခဲ့တာပါ အဲ့ဒါပြီးတဲ့နောက်ပွဲချိန်မိနစ်80မှာနောက်ထပ်ကန်သွင်းခွင့်ရခဲ့ပြီးအဲ့ဒီအလုံးကိုလည်းကိုသမားရဲ့ဘယ်ဘက်အပေါ်တောင်းကိုကန်သွင်းပြီး free kick ကနေဂိုးနှစ်ခုရယူခဲ့ပါတယ် နှစ် Rivaldo နောက်ခုနှစ်နောက်ပိုင်းကိုပြန်သွားကြည့်အောင်ဘာစီလိုနာနဲ့ AC Milan နဲ့တွေ့ဆုံခဲ့တဲ့ဒီပွဲမှာ Rivaldo က hat-trick ရယူခဲ့တာပါပထမဂိုးနှစ်ဂိုးကို free kick ကနေတွင်းယူခဲ့တာဖြစ်ပြီးနောက်ဆုံးတစ်ခုကိုတော့ area bounce တွေကနေတွင်းယူခဲ့တာပါပွဲချိန်16မိနစ်မှာ Rivaldo က AC Milan လူတိုင်းအောက်ကနေပထမဂိုးကိုကန်တွင်းယူခဲ့ပြီးပွဲချိန်43မိနစ်မှာတော့လူတိုင်းအပေါ်ကနေကန်တွင်းယူလာတာပါ ီဘောလုံးကဘိုင်းရန်ဘုံတော်ထိမှန်သွားခဲ့ပြီးမှကိုဝင်သွားခဲ့တာပါနောက်ဆုံးကိုကိုတော့18ခိုက်စီကနေခေါင်းတိုက်သွင်းယူသွားခဲ့တာပါဒီပွဲမှာဘာစီလိုနာက AC မီလန်ကို3ဂိုးစီတရေကျခဲ့တယ်ဆိုပေမဲ့နောက်ကလိုက်ကစားပြီးအနိုင်ရခဲ့တာပါ3ခရစ္စတီယာနိုရော်နယ်ဒိုရော်နယ်ဒိုကတော့ free kick ကနေတပွဲတည်းနှစ်ဂိုးသွင်းခဲ့ပူပါတယ်မက်ဒရစ်နဲ့ FC Zurich တို့တွေ့ခဲ့တဲ့ Champions League ပွဲစဉ်မှာပါအဲ့ဒီအချိန်ကရော်နယ်ဒိုကမက်ဒရစ်ကိုရောက်ခါစားမလို့ကျောင်းနံပါတ်9ဝစ်စင်ခဲ့တဲ့ကစားသမားပဲရှိပါသေးတယ်။ ရော်နိုကအဲ့ဒီအချိန်ကနီကယ်ဘောကန်ချက်တွေနဲ့ယူနိုက်တက်မှာရောမက်ဒရစ်မှာပါကန်နိုင်သေးတဲ့အချိန်မှာအခုအချိန်မှာဒူးတန်ရအောင်ဒီလိုကန်ချက်တွေရော်နိုစီမှာမမြင်ရတော့တာခါတော့ဝမ်းနေစရာပါပဲ။ပွဲကျ28မိနစ်မှာရလာတဲ့ free kick ကိုဂိုးသမားရဲ့ညာဘက်ပေါ်တောင်ကိုအရှိန်ပြင်းပြင်းနဲ့ကန်ယူသွားခဲ့ပြီးလှလပပဂိုးဝင်သွားခဲ့ပါတယ်။ ဒါအပြင်ပွဲချိန်89မိနစ်ပွဲပြီးကနေမှနောက်ထပ်တစ်ချိန် free kick ရခဲ့ပြီးဒီတစ်ခါကပထမတစ်ချိန်ထပ်ပိုဝေးပါတယ်ရွန်ဒိုကအဲ့ဒီ free kick ကိုပါပပနဲ့ကန်သွင်းခဲ့ပြီးအဲ့ဒီချိန်ကရွန်ဒိုရဲ့ free kick တွေကဂိုးသမားတွေဖမ်းရခတ်တယ်လို့လမ်းကြောင်းလည်းမှန်းရခတ်လောက်အောင်အချိန်ပါတော့မို့သူ့တက်တက်လာတဲ့ဘောလုံးပြီးမယ်ဖမ်းမှုခက်ခဲပြီးဂိုးဝင်သွားခဲ့ပါတယ်။အဲ့ဒီပွဲမှာမက်ထရစ်က9ဂိုး2ဂိုးဆိုတဲ့ရလနဲ့အနံ့ရရှိသွားပါတယ်။ဝိန်းရိုနီ အားလုံးမမိကြမဲ့အာဆင်နယ်ကို6-2ကိုနဲ့တီးခဲ့တဲ့ပွဲမှာမန်ချက်စတာယူနိုက်တက်ရဲ့ထာဝရဂိုးသွင်းရှင်ဝိန်းရိုနီကတပွဲတည်း free kick 2ကိုသွင်းခဲ့ပါတယ်ဒီပွဲမှာဝိန်းရိုနီက hat trick ရခဲ့တာဖြစ်ပြီးပထမ free kick ကိုကွဲချိန်40မိနစ်မှာအာဆင်နယ်ရဲ့ goal area ထိပ်ပဲချမှတ်ရလာတဲ့ free kick ကို Ashley Young နဲ့အပေးယူလုပ်ပြီး Arsenal နောက်တန်းနဲ့ကိုသမားတွေကိုလှည့်စားပြီးကိုသမားရဲ့ညာဘက်ထောင်းအပေါ်ကိုလှလာပပ White Gun တင်သွားခဲ့ပါတယ်ဒီလိုနဲ့ပွဲချိန်64မိနစ်မှာ Arsenal ရဲ့ goal area ထိပ်ညာဘက်ချမ်းမှာနောက်ထပ် free kick ကန်ခွင့်ရခဲ့ပြီးဒီ free kick ကိုလည်း Ashley Young နဲ့ပေးယူလုပ်ပြီးနောက်ထပ်တစ်ချိန်ကန်သွင်းယူသွားခဲ့ပါတယ်ဒီတစ်ခါလဲကိုသမားရဲ့ညာဘက်တောင်းကိုပဲကန်သွင်းယူခဲ့ပြီးအာဆင်နယ်တို့ကနှစ်ထပ်ရှိလဲမမတ်မိခဲ့ပဲရွန်နီနဲ့အက်ရှလီယန်တို့ရဲ့လှည့်စားမှုကိုခံခဲ့ရပါတယ်တတိယဂိုးကိုရွန်နီက82မိနစ်မှာပန်နဒီကနေဟက်ထရစ်ကိုသွင်းယူနိုင်ခဲ့ပါတယ် ငါလီယိုနယ်မက်ဆီလီယိုနယ်မက်ဆီကလည်းတပွဲ referee ကိုကိုသွင်းခဲ့ဘူးပါတယ်မက်ဆီကတော့ဘာစီလိုနာနဲ့စီဗီလာတို့တွေ့ခဲ့တယ် UEFA Super Cup မှာသွင်းခဲ့တာပါမက်ဆီကပွဲအစ9မိနစ်မှာပဲ free kick ကနေစီဗီလာရဲ့16ကိုက်စီညာဘက်ဒေါင်းနာမှာရလာတဲ့ free kick ကိုလှလာပပဝေးဝိုက်ကန်သွင်းသွားခဲ့ပြီးနောက်တစ်လုံးကိုတော့ area ထိပ်အလယ်နားလောက်မှာရလာတဲ့ free kick ကိုပထမအလုံးကန်တဲ့ဘက်ကပဲတပ်ပြီးကန်သွားခဲ့တာပါနှစ်ကိုယ်စလုံးကနေရာသာမတူပေမဲ့တပုံစံနဲ့တနေရာလေးကိုကန်သွင်းသွားခဲ့တာပါ ဒီနှစ်ခုက copy paste လုပ်ထားသလိုထပ်တူညီနေတာပါဒီပွဲမှာဘာစီလိုနာက9ဂိုး4ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ6 Nicolas BB အာဆင်နယ်မှာကစားခဲ့စဉ်က PP ကလည်းတပွဲတည်း free kick ကနေဂိုး2ဂိုးသွင်းခဲ့ဘူးပါတယ်ပို့ထူးကြတာကသူကဒီ free kick 2ဂိုးကိုလူစားဝင်ကစားသမားအဖြစ်နဲ့သွင်းခဲ့တာပါပွဲထွက်ကစားသမားတော့မဟုတ်ပါဘူး PP ကအာဆင်နယ်မှာ flop ဖြစ်တဲ့ကစားသမားလို့သတ်မှတ်ခံရတဲ့ကစားသမားပ 2019အောက်တိုဘာအဲ့ဒီတော့ကအာဆင်နယ်ကယူရိုပါလိမှာဂရူမာရစ်အသင်းနဲ့တွေ့ခဲ့တာဖြစ်ပြီးအသင်းရှုံးညမှာလူစားဝင်ကစားခဲ့ပြီးသူလူစားဝင်လာချိန်မှာအာဆင်နယ်နှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနေတာပါမိနစ်80မှာပထမ free kick ကိုသွင်းယူခဲ့ပြီး 90+1 နာကျင်ချိန်ဘူးမိနစ်မှာနောက်ထပ် free kick ကိုသွင်းယူခဲ့ပြီးအာဆင်နယ်ကို3ဂိုး2ဂိုးနဲ့အနိုင်ရအောင်ကူညီပေးခဲ့ပါတယ်နံပါတ်9ခရစ်စတီယာနိုရော်နယ်ဒို 2008ခုနှစ် United မှာရှိစဉ်တုန်းက Stoke City နဲ့တွေ့တဲ့ပွဲမှာသွင်းယူခဲ့တာပါပွဲစလို့3မိနစ်မှာပဲဂိုးနဲ့ခလန်လန်တစောင်းအနေထားကနေ free kick ရတာကြောင့်ဒိုင်ရိုက်ကံမှမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့ Ronaldo ကအဲ့ဒီအနေထားကနေဒိုင်ရိုက်ကံသွင်းမှုကြောင့်ဂိုးသမား shot ဖြစ်သွားခဲ့ပြီးအဲ့ဒီအလုံးကအားပပြင်းထန်လာကြောင်းဂိုးသမားလည်းဘာမှမတတ်နိုင်ပဲဂိုးပေးလိုက်ရပါတယ်အဲ့ဒီဂိုးက25ခိုင်အကွာအဝေးကနေကံသွင်းသွားခဲ့တာဖြစ်ပါတယ်ကိုသွင်းပြီး Ronaldo က1-0ဆိုတဲ့အမှုရာကိုလုပ်ပြခဲ့ပြီးအဲ့အမှုရာကနာမည်ကြီးသွားခဲ့ပြီးနောက်ထပ် live လုပ်သူတွေလည်းရှိခဲ့ပါတယ် ပွဲချိန်89မိနစ်ပွဲပြီးကနေမှာ free kick ထပ်ရသွားပြီးရော်နယ်ဒိုကဒီလုံးကိုဂိုးသမားရှိတဲ့ဘက်ကိုပဲကန်သွင်းယူသွားခဲ့ပါတယ်။ဒီပွဲမှာ United က Stoke City ကို9ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ Cristiano Ronaldo Villarreal နဲ့တွေ့ဆုံခဲ့စဉ်ကဖြစ်ပြီးအဲ့ဒီပွဲမှာ Ronaldo ပွဲချိန်22မိနစ်မှာ free kick ကနေဂိုးသမားရဲ့ညာဘက်အပေါ်ထောင်းကိုကန်သွင်းယူသွားခဲ့ပြီးတကူးစီတရေကြနေတဲ့အတွက်အဲ့ဒီဂိုးကအနိုင်ဂိုးဖြစ်ခဲ့ပါတယ်ဒီဂိုးကြောင့်ပွဲရလက်ကနှစ်ဂိုးတကူးဖြစ်သွားခဲ့ပြီးအဲ့ဒီပွဲချိန်နောက်ဆုံးမိနစ် 90+3 နားကျင်ချိန်ဖို့မိနစ်မှာ guide 30အကွာကနေအပါရဖရီကစ်ကန်ချန်နဲ့အတူအနိုင်သေးကြစေမဲ့ဂိုးကိုကန်သိမ်းယူသွားခဲ့ပါတယ်ပွဲပီးရကတော့၃ဂိုးတကိုးဖြစ်ပါတယ်ကိုလူးဝစ်ဆွာရက်စ်လူးဝစ်ဆွာရက်ကလည်းလီဗာပူးမှာကစားခဲ့စဉ်ကဖရီကစ်ကနေတပွဲတည်း၂ဂိုးသွင်းခဲ့ပူပါတယ်ပထမအကြော်မှာ၂ဂိုးပြန့်နဲ့ရှုံးခဲ့ပြီးအင်ကွင်းမှာလက်ခံကစားရစဉ်ကလည်းတကိုးပေးထားရတာကြောင့်လီဗာပူးတို့၃ဂိုးကိုမရှိဖြစ်နေခဲ့ပါတယ် အဲ့ဒီပွဲမှာပွဲချိန်26မိနစ်မှာ Suarez ကလူတိုင်းအောက်ကနေ free kick ကန်သွင်းယူသွားခဲ့တယ်လို့၃ဂိုးစီတရေကြမဲ့ဂိုးကိုလည်းပွဲချိန်58မိနစ်မှာ free kick ကနေပဲ area ထိန်းထားကနေဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင်းကိုကန်သွင်းယူပြီး Liverpool ကိုကယ်တင်ခဲ့ပါတယ်။အစဲနေပါ နေမှာကလည်း PSC မှာကစားခဲ့စဉ်က free kick ကနေတပွဲနဲ့နှစ်ဂိုးသွင်းခဲ့ပါဗျ။ Spurs ကတော့အသင်းနဲ့တွေ့တဲ့ Champions League ပွဲစဉ်မှာသွင်းယူခဲ့တာပါ။အဲ့ဒီပွဲမှာ PSC က6ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ပြပြသားသားအနိုင်ရခဲ့တာပါ။ပွဲချိန်မိနစ်20မှာ area ထိန်းထားကနေနေမှာကကန်သွင်းယူသွားခဲ့ပြီးပွဲပြီးချိန်80မိနစ်မှာတော့နေမှာကတော်တော်လှမ်းဝေးတဲ့အကွာဝေးကနေ free kick နောက်တစ်ဂိုးကိုသွင်းယူခဲ့တာပါ။အဲ့ဒီပွဲမှာနေမှာက hat trick ရခဲ့ပါဗျ။စတေမက်ဆီ မက်ဆီကအစပန်ညိုနဲ့တွေ့ခဲ့တဲ့ပွဲမှာဖရီကစ်ကလည်းနှစ်ဂိုးသွင်းခဲ့ဥပါတယ်ဒီပွဲမှာမက်ဆီကပွဲချိန်18မိနစ်မှာမက်ဆီကိုတစ်ဖက်နောက်တန်းကတားဖို့ကြိုးစားရင်းရလာတဲ့ဖရီကစ်ကိုမက်ဆီကဒါရိုက်ကန်သွင်းယူခဲ့တယ်လို့နောက်ပွဲချိန်65မိနစ်မှာလည်းအလားတူဖြစ်မျိုးနဲ့ဖရီကစ်ထပ်ရခဲ့ပြီးဒီလုံးကိုမက်ဆီကသူ့ပုံစံတိုင်းလှပတဲ့ဝိဝိုက်ကန်သွင်းချက်တွေနဲ့ကိုသမားရဲ့မတူတဲ့ဘက်အချမ်းကိုဝိဝိုက်ကန်သွင်းခဲ့ပါတယ်မက်ဆီရဲ့ကန်ချက်ကတောင်းကြတာကြောင့်ကိုသမားဖမ်းယူဖို့ခက်ခဲခဲ့ပါတယ်ဟာကင်ဇီရပ် ဟာကင်ဇီရက်ကလည်းမန်ချက်စတာယူနိုက်တက်နဲ့တွေ့တဲ့ပွဲမှာဖရီကစ်ကလည်းနှစ်ဂိုးသွင်းယူခဲ့ပြီး25ခိုက်အကွာအဝေးကနေပထမဂိုးကို သွင်းယူခဲ့ပါတယ်ဒုတိယဂိုးကတော့ဂိုးသမားအွန်နလာညံလို့ဂိုးသွားခဲ့တာဖြစ်ပါတယ်ဒီဖရီကစ်နှစ်ဂိုးကြောင့် ZS က UEFA ချန်ပီယံလိမှာတပွဲတည်းဖရီကစ်နှစ်ဂိုးသွင်းနိုင်တဲ့ပထမဆုံးအာဖရိကသားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်73မက်ဆီ မက်ဆီကလည်းဆယ်ရာဗီဂိုနဲ့ပွဲမှာလည်းတပွဲတည်း free kick နှစ်ခုသွင်းခဲ့ပါတယ်။အဲ့ဒီပွဲကမက်ဆီရဲ့ဂိုးနှစ်ခုစလုံးကမှတကယ်ကိုတပုံစံနဲ့ပါမသိရင်တကူတဲ့နှစ်ခါကြည့်ရသလိုပါပဲ။မက်ဆီတပုံစံနဲ့နှစ်ခါသွင်းလဲဂိုးသမားကမဖမ်းနိုင်ပါဘူး။ဘယ်နှခါသွင်းသွင်းလဲဂိုးသမားတွေကမဖမ်းနိုင်ကြပါဘူး။မက်ဆီကဒီတပုံစံနဲ့ဒီတစ်ဖက်ကလေးကိုပဲကန်တာများပါတယ်။ဂိုးသမားရဲ့ဘယ်ဘက်အပေါ်တောင်းကိုကန်လေးရှိတာသိနေပေမဲ့မဖမ်းနိုင်ကြပါဘူး။ဒါကမက်ဆီဖြစ်နေတာပါ။ ပွဲချိန်45မိနစ်မှာပထမ free kick ကိုကိုသွင်းခဲ့ပြီးပွဲချိန်48မိနစ်မှာတော့နောက်ထပ် goal တစ်ခုကိုသွင်းခဲ့ပါတယ်ဒုတိယပိုင်းစပြီး3မိနစ်အကြာမှာအဲ့ဒီပွဲမှာ Messi က23မိနစ်မှာ penalty ကနေ goal တစ်ခုလည်းသွင်းခဲ့တာကြောင့် hat trick ရသွားခဲ့ပါတယ်အဲ့ဒီပွဲက4 goal တစ်ခုနဲ့ Barcelona တို့အနိုင်ရခဲ့ပါတယ် Ronaldinho ကလည်းသွင်းမှုသလို free kick ပြင်ကြီး junior ho ကလည်းတွင်းခဲ့ဘူးပါတယ်ဒီထဲမှာ ghost နှစ်ယောက်ဖြစ်တဲ့ ronaldo နဲ့ messi က၃ငိမ့်စီဓာမျိုးတွင်းနိုင်ခဲ့ပြီကျန်တဲ့သူတွေကတော့သူတို့လို့၃ငိမ့်ထီအောင်ဘယ်သူမှမလုပ်ပြနိုင်ခဲ့ပါဘူးဒါကြောင့်လည်းသူတို့နှစ်ယောက်က ghost ဖြစ်နေခဲ့တာပါကျန်နေတဲ့သူတွေရှင်းလဲနားလဲပြကြပါဗီဒီယိုရှင်းသွားမှာဆိုလို့ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲဗီဒီယိုလေးနဲ့ဆက်ပေးပြီးဆိုတော့ကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ